လာပါရှင်ဒီမှာတင်ပါဒီဇင်ဘာ၂ရက်နေ့အတွက် People's Bank ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘိုင်နဲ့အငင်းပွားနေတဲ့ကျွန်းစုနားမှာတရုတ်နဲ့ဂျပန်တက်တွေအခြေအတင်ဖြစ်တဲ့အကြောင်းလူ150ကျော်သေဆုံးခဲ့တဲ့ဟောင်ကောင်ကအိမ်ရောင်မိလောင်မှုမှာလူ73ယောက်ကိုဖမ်းဆီးတဲ့သတင်းပေရူးမှာခရီးသည်တင်ရေရင်တွေပေါ်မြေကမ်းပါပြိုပြီးလူဒရာစင်သေဆုံးတဲ့ဖြစ်စဉ်ဒီသတင်းတွေကိုနားဆင်ရမှာပါ။နိုင်ငံကြားပိုင်နဲ့အငင်းပွားရာကျွန်းစုနားမှာ ဂျပန်နဲ့တရုတ်ကမ်းခြေစောက်တပ်တွေအခြေအတင် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ဒါပေမဲ့ဒီဇင်ဘာလ၂ရက်နေ့ကအစံကားကိုကျွန်းစုနာမဖြစ်ပွားခဲ့တဲ့နှစ်ဖက်ကြောင်းပုတ်တိုက်မှုတွေနဲ့ပတ်သက်လို့တရုတ်နဲ့ဂျပန်တို့ရဲ့အထုတ်ပြန်ချက်တွေကတော့မတူညီကြပါဘူး။တရုတ်အစိုးရမီဒီယာတွေရဲ့ကြေညာချက်မှာတော့ဒေါင်ယုကျွန်းစုနာမဂျပန်၅ဖက်လေတစည်းကတရားမဝင်ချင်းကလာတာကြောင့်ကမ်းခြေစောက်တပ်ကအနှင်ထုတ်ခဲ့ရကြောင်းဖော်ပြထားပါတယ်။ဒေါင်ယုဆိုတာကတော့ဂျပန်ထိန်းချုပ်ထားရဆန်ကာကိုကျိုးစုကိုပဲ တရုတ်ကပေးထားတဲ့နာမည်ဖြစ်ပါတယ်။တရုတ်ရဲ့ကြေညာချက်ထဲမှာတော့အဲ့ဒီကျွန်းစုကိုတရုတ်ပိုင်တဲ့အဖြစ်ရည်ညွှန်းထားပါတယ်။ဒါပေမဲ့ဂျပန်ကမ်းခြေစောက်တက်ကကြေညာရမှာတော့ဇန်ကာကူကျွန်းစုနားမှာရှိနေတဲ့ဂျပန်ငါးဖမ်းလေနာကိုတရုတ်ကမ်းခြေစောက်သင်းပေါ်နှစီကချင်းကပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ဂျပန်ကမ်းခြေစောက်တက်ကတရုတ်ရည်ရင်တွေကိုဂျာပြတ်ဟန်တာပြီးထွက်ခွာသွားအောင်တုတ်ပြန်ကင်သွဲခဲ့ကြောင်းဂျပန်ကထုတ်ပြန်ပါတယ်။ဂျပန်နဲ့တရုတ်ကြားမှာတန်တမန်ရေးရတင်းပါတဲ့အခြေအနေတွေရှိနေချိန်မှာပဲ အခုလိုမျိုးပိုင်နဲ့အငင်းဘွားရရေပြင်းမှာပါကန်းချေစောက်တက်ခြင်းပွတ်တိုက်မှုတွေကျုံလာတာပါနိုဝင်ဘာ9ရက်နေ့တုန်းကဂျပန်ဝန်ကြီးချုပ်ဆန်နဲအေတက်ကအီချီကတကယ်လို့တရုတ်သားထိုင်ဝမ်ကိုစစ်ရေးအရာအကျိုးကျော်တက်ခိုက်မယ်ဆိုရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူဖို့တက်တွေလွှတ်ပေးနိုင်ကြောင်းပြောကြားခဲ့ပါတယ်အဲ့ဒီစကားဟာဂျပန်ရဲ့ရန်လိုမှုကိုပြသတဲ့လောက်ရအဖြစ်တရုတ်ကဆွဆဲပြီးပြင်းပြင်းထန်ထန်ဝေဖန်တုတ်ပြန်ရာကနှစ်နိုင်ငံကြားတန်တမန်ရေးရာတင်းမာမှုတွေအစားပြုလာခဲ့တာဖြစ်ပါတယ်ရှင် ူပေါင်း150ကျော်ဒိတ်ဆုံးစေခဲ့တဲ့အင်အားမိလောင်မှုကြီးအပြီးမှာဟောင်ကောင်အာဏာပိုင်တွေဟာလူ73ယောက်ကိုဖမ်းဆီးထားပြီးဖြစ်ပါတယ်။အဖမ်းခံထားရသူတွေဟာလူသေမှုလူသေတဲ့အထိပေါ်ဆောင်မှုဝတ္တရားပြောက်ကွက်မှုတွေအတွက်စွဲချက်တင်ခံရဖွယ်ရှိတယ်လို့ဆိုပါတယ်။နိုဝင်ဘာလ26ရက်နေ့တုန်းကဟောင်ကောင်မြောက်ပိုင်းမှာရှိတဲ့အင်အားတစ်ခုတည်းကအထက်မြက်တိုက်တွေမှာအကြီးအကျယ်မိလောင်ခဲ့တာဖြစ်ပါတယ်။32ထပ်တိုက်ကြီး၈ခုတည်းက9ခုမှာ မင်းသစ်လောင်ကျွမ်းခဲ့ပြီးလူ151ယောက်သေဆုံးခဲ့တယ်လို့အယောက်40လောက်ပျောက်ဆုံးနေပါတယ်။ပျောက်ဆုံးနေသူတွေဟာပြာကျတဲ့အထိမီးလောင်ခံရပြီးအလောင်းရှောင်မတွေ့တာမျိုးလည်းဖြစ်နိုင်တယ်လို့မိသားဝန်ထမ်းတွေကသတိပေးထားပါတယ်။အင်ယာတွေကတိုက်အမြင်တွေမှာအကြီးစားပြန်လည်ပြင်ဆင်မုန်းမံမှုတွေလှုပ်ဆောင်နေရင်းမီးလောင်မှုဖြစ်ခဲ့တာပါ။ပြန်လည်ပြင်ဆင်မှုတွေမှာဝါးညံ့တွေကိုအသုံးပြုထားခဲ့တယ်လို့အဆောက်အုံရဲ့ပတင်းပေါက်တွေနဲ့နေရန်အစိမ့်အပိုင်းတချို့မှာမီးလောင်လွေတဲ့ဓာတ်ပစ္စည်းတွေထည့်သွင်းအသုံးပြုထားခဲ့တာကြောင့်လည်း မိကူးဆက်မှုကိုပုံမဆိုးရွားသွားစေရတယ်လို့စစ်စေးရေးအရာရှိတွေကဆိုပါတယ်။ဒါ့ပြင်အဲ့ဒီအင်ယာထဲမှာနေထိုင်သူ၄000ထဲကအများစုဟာတက်ကြီးရွယ်အိုတွေဖြစ်ပေမဲ့မီးလောင်ချိန်မှာအလွယ်တကူရှေ့ပြောင်းနေအောင်စီစဉ်ထားမှုတွေမရှိတော့ကိုလည်းဖော်ထုတ်တွေးရှိခဲ့ပါတယ်။တကယ်လို့ဝါညံတွေနဲ့မီးလောင်လွယ်တဲ့ပစ္စည်းတွေသာမသုံးခင်မိဘအနေနဲ့ကြိုတင်ကောက်ွယ်အစီအမံတွေကိုထိထိရောက်ရောက်ပြင်ဆင်ထားခဲ့ရင်အသေးအပြောက်ကိုအများကြီးရှော့ချနိုင်ခဲ့ွယ်ရှိတယ်လို့ရဲတွေကယူဆထားကြပါတယ်။ အခုတော့အဆောက်အုံတွေကိုပြန်လည်မွမ်းမံပြင်ဆင်ဖို့တောင်းပန်ယူထားတဲ့ကုမ္ပဏီရဲ့အမှုဆောင်တွေအပေါ်အဝင်လူ73ယောက်ထိကိုဟောင်ကောင်ရဲတပ်ဖွဲ့ကဖမ်းဆီးထားလိုက်တာဖြစ်ပါတယ်။ပြီးတော့ဝါညံတွေမှာတွဲလျက်သောချိတ်ထားတဲ့အစိမ်းရောင်လုံခြုံရေးပိုက်ကွန်တွေကလည်းမိဘေးအန္တရာယ်ကောက်ွယ်ရေးစံနှုန်းတွေနဲ့ကန့်ညင်မှုမရှိခဲ့ကြောင်းစစ်ဆေးတွေ့ရှိထားပါတယ်။ဒေသုံဆင်းမှာတော့ဟောင်ကောင်နိုင်ငံသားတွေတောင်မှပဲအင်အန်ကူအဖြစ်လာရောက်အလုပ်လုပ်နေတဲ့အင်ဒိုနီးရှားနိုင်ငံသား၉ယောက်နဲ့ ဖလော်ပိုင်းတယောက်ပါဝင်တယ်ဆိုတော့ကိုလည်းအတိအပြုတွေးရှိထားပါတယ်။ဟောင်ကောင်ဟာတရုတ်အစိုးရကထိန်းချုပ်ထားတဲ့နယ်မြေတစ်ခုဖြစ်ပါတယ်။ဟောင်ကောင်ကမိလာမှုနဲ့ပတ်သက်ပြီးတည်ဆုံးသူတွေအတွက်အစုတောင်းတဲ့အခမ်းအနားတွေလုံခြုံရေးစံနှုန်းတွေမြှင့်တင်ပေးဖို့တောင်းဆိုမှုတွေမှာအာဏာပိုင်းတွေရဲ့အစီအစဉ်မှုတွေရော့ရဲခဲ့တဲ့အပေါ်လူထုကဒေါသထွက်နေတဲ့အရေးအယောင်တွေကိုလည်းတွေးကြရပါတယ်။တရုတ်အစိုးရကတော့ဟောင်ကောင်မိလာမှုကိုအကြောင်းပြုပြီးတရုတ်စံကျင်ရင်စံနှုန်းပြဖို့တွေအစားပြုလာမဲ့ကိစ္စတိုင်းကို လုံးဝစိတ်မကူးကြဖို့တတိပေးထားပါတယ်။ဒီဇင်ဘာ၂ရက်နေ့မနက်ပိုင်းထိအခြေအနေအရတော့မိသားတက်ဖွဲ့ဝင်တွေရဲတွေဟာအခြေအနေအဆိုးဆုံးအထက်တွေမှာစစ်စစ်ဆက်ဆက်ရှာဖွေမှုတွေဆက်လက်လုပ်ဆောင်နေပါတယ်။မိစတဲ့လောင်ကျွမ်းခဲ့တဲ့အကြောင်းရင်းကိုတော့တိတိကျကျမသိရသေးပါဘူး။အင်ယာထဲမှာနေထိုင်သူတွေထဲကအယောက်၁၁၀၀လောက်ကိုယာယီခလုံးရေးစခန်းတွေမှာနေရာချထားပေးပြီးနောက်ထပ်အယောက်၆၈၀လောက်ကိုတော့အဆောင်တွေဟိုတယ်တွေတဲခိုခန်းတွေမှာ နေရာထိုင်ခင်းစစ်ဆင်ပေးထားတယ်လို့သိရပါတယ်။အဒီအင်ယာမီလာမှုဟောင်းဟောင်ကောင်တမိုင်းမှာအစိုးဆုံးဖြစ်ခဲ့တဲ့1948ခုနှစ်မီဘေးသိမ်းမှုကြီးထက်အသေးအပြောက်ပိုများလာနိုင်ခြေတွေရှိနေပါတယ်။အဒီတုန်းကတော့ကုန်းလောင်းယုံတစ်ခုမှမီလောင်ခဲ့ရာကလူပေါင်း186ယောက်ထိအသက်ဆုံးရှုံးခဲ့ကြောင်းသိရပါတယ်ရှင်။ပီရူးနိုင်ငံကမြစ်စိတ်တနေရာမှာကန့်ကတ်ထားတဲ့မြေကျောင်းသားခီးတဲ့တင်ရေရေနှစည်းပေါ်ကိုကမ်းပါပြိုကျလို့လူ12ယောက်ထပ်မံနေတိုက်ဆုံးခဲ့ပါတယ်။ ဒီဇင်ဘာလတရက်မနက်အစောပိုင်းတုန်းကအမေဇုန်တစ်တော်ရင်နဲ့ဆက်ဆက်တည်ရှိရာဦးကားရာလီဒေသတွေကမြစ်ကြောင်းသွားလှေစိတ်တစ်ခုမှာရန်နာထားတဲ့ရေရင်တွေပေါ်ရုတ်တရက်အမြေပြိုမှုဖြစ်ခဲ့တာပါမြင့်မြင့်တွေရဲ့အဆိုအရလှေတစည်းဟာရွှွန့်နှွန်ချက်တွေပြိမိပြီးလုံးဝအုပ်သုံးနစ်မြုပ်သွားခဲ့တယ်လို့နောက်တစည်းကလည်းဆူဆူရွရွပျက်စီးသွားကြောင်းသိရပါတယ်အဲ့ဒီရေရင်တွေဟာမြေရိုးတစ်လျှောက်စံတန်ရင်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အမေဆုံးတော်တွင်တိုင်းရင်းသားမျိုးနွယ်စုဂျေးရွာတွေစီတွားရောက်ဖို့အစီအစဉ်ထားခဲ့တာဖြစ်ပါတယ်။ကဲစရဲတွေကအလောင်း၁၂လောင်းကိုရှာတွေ့ထားပြီးအယောက်90ဝန်းကျင်ပျောက်ဆုံးနေတယ်လို့ပြောပါတယ်။ရေရင်နစည်းပေါ်လိုက်ပါခဲ့တဲ့စစ်စုပေါင်းခရီးတဲ့အရေးအတွက်ကတော့အယောက်တရာကျော်လောက်ရှိမယ်လို့ယုံကြည်ရပါတယ်။ဒဏ်ရာရသူတွေကတော့နေဆက်ရာဆေးရုံတွေစီအရေးပေါ်တင်ပို့ထားရပါတယ်။ရဲရင်နဲ့အရေးတက်ဟာပျောက်ဆုံးနေသူတွေကိုမြေရိုးတစ်လျှောက်အပူတစ်ပြင်းလိုက်ရှာနေကြပါတယ်။ ဒါပေမဲ့အိုကာယာလီမြို့ရဲ့ရေစေးတံမှုကြောင့်ကဲဆယ်ရင်းနဲ့ရှားပွေရေးလုပ်ငန်းတွေမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ကနဦးစစ်ဆေးမှုတွေအရရေတိုက်စားမှုတွေကြောင့်ကမ်းပါနေရန်တွေပျော်ကျခဲ့တာဖြစ်တယ်လို့အမျိုးသားအရေးပေါ်အခြေအနေတုံ့ပြန်ရေးဦးစီးဌာနကလူမှုကွန်ရက်ပေါ်မှာရေးသားထုတ်ပြန်ခဲ့ပါတယ်။ရေရင်တွေပေါ်မှာကလေးတွေအကြောင်းဆရာမတွေဆရာဝန်တွေလိုက်ပါခဲ့ကြပြီးပျောက်ဆုံးစင်းမှာကလေးတွေပါပါဝင်နေတယ်လို့ယုံကြည်ရကြောင်းလဲအာနာဘောင်တွေကပြောကြားထားပါတယ်ရှင်။ People's Bank ကနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါရှင်။